မင်္ဂလာပါရှင်ကသစ်တယ်လီဗီရှင်းကနေသတင်းတွေကိုတင်ဆက်ပေးပါမယ်။ကချင်ပြည်နယ်ဗမော်မြို့မှာတိုက်ပွဲများဆက်လက်ပြင်းထန်နေပြီးတမျိုးလုံးကြီးပါလေးချောင်းပုံချင်းမှုလက်နက်ကြီးများကြောင်းမျိုးပြက်ကဲ့သို့ပြက်စီးနေကြောင်းသိရတဲ့ကြောင်းတင်ဆက်ပေးပါမယ်။ပြီးခဲ့တဲ့2024ဒီဇင်ဘာလမှာစတင်ခဲ့တဲ့ဗမော်မြို့သိန်းနဲ့စစ်ကောင်စီနဲ့ကချင်လွတ်လပ်ရေးတပ်မတော် KIA ပူးပေါင်းတပ်တို့လက်ရှိအချိန်ထိနှစ်ဖက်တိုက်ပွဲပြင်းထန်နေမှုရှိပြီး တစ်မျိုးလုံးနီးပါးလေကြောင်းပုံကျင်မှုလက်နက်ကြီးတွေကြောင့်မီးလောင်ပျက်စီးပြီးမြို့ပြတ်လူဖြစ်နေကြောင်းတရင်အရင်မြစ်တုံးကပြောပါရယ်ဒီရက်ပိုင်း3-4ရက်မှာကမြို့ထဲမှာတိုက်ပွဲတွေပြင်းထန်နေရဲ့မြို့တစ်မျိုးလုံးနီးပါးပျက်စီးနေရဲ့အလောင်းလည်းမကောင်းနိုင်ကြဘူးမြို့ထဲမှာလည်းတချို့နေရာတွေမှာပုံနှံအောင်ထွက်တဲ့စစ်ကောင်စီဘက်ကလည်းနေတိုင်းဖုံးကျဲတာတွေလုပ်နေရလို့၎င်းကပြောပါရယ် ပြီးခဲ့တဲ့ April 28ရက်မှာပမော်မျိုးရင်းရှိစကောက်စီတပ်ဆိုင်ချုံနဲ့တပ်ဆွဲထားတဲ့နေရာတွေကိုကချင်လွတ်လပ်ရေးတပ်မတော် KI ပူပေါင်းတပ်တို့ကထိုးစစ်ဆင်တိုက်ခိုက်ပြီးစစ်ကောင်စီဘက်မှလေကြောင်း drone လက်နက်ကြီးများနဲ့ပြန်လည်အတုံးပြတ်တိုက်ခိုက်ခဲ့ကြောင်းသိရပါတယ်။ပမော်မျိုးတွင်းရှိဒေသခံနေချုံနဲ့ဟော်တင် တိုက်အုံအဆောင်မြင့်နေကိုစစ်ကောင်စီတဆဲထားပြီးကချင်လွတ်လပ်ရေးတမတော် KI ပူပေါင်းတပ်တို့ကလည်းရက်ွက်တချို့မှတဆွဲထားကြောင်းတရင်အရင်မြစ်တွေကဆက်ပြောပါရယ်မြို့ရဲကအစစ်မြင့်တိုက်တွေစစ်ကောင်စီကနေရာယူထားတဲ့စစ်ကောင်စီတွေကတော့မြို့ရဲကအဲ့ဒီဟိုတယ်တိုက်မြင့်နေပေါ်မှာပါတဆွဲနေရာမြို့ရာမြို့တွေရှိနေမြို့ပြင်ပတ်ဝန်းကျင်လောက်ဒီမှာကြတော့ကချင်ပူပေါင်းတပ်ဖွဲ့တွေတဆွဲတာပေါ်လို့၎င်းကပြောပါရယ် ငားလာနေပါကြာမြင့်နေပြီဖြစ်တဲ့ပမော်မျိုးကိုလက်ရှိအချိန်ထိကချင်လွတ်လိုက်တက်မတော့ KIA ပူပေါင်းတပ်တို့ကပမော်မျိုးတစ်ခုလုံးကိုအပြည့်အဝထိန်းချုပ်ထားနိုင်ခြင်းမရှိကြောင်းသိရပါတယ်။လက်ရှိပမော်မျိုးမှာကချင်လွတ်လိုက်တက်မတော့ KIA ပူပေါင်းတပ်တို့ကစစ်ကောင်စီရဲ့နောက်ဆုံးလက်ကျန်စကန်ဖြစ်တဲ့စခခ27ခလာရ49ကိုဆက်လက်တိုက်ခိုက်နေစေဖြစ်ပြီးအမှတ်9000ကျောင်းတန်ချက်ကတရင်တင်ကတရင်အမှတ်366နဲ့ပမော်လေးစိတ်တို့ကိုတော်လိုင်းတက်တွင်ကတိုက်ခိုက်သိမ်းပိုက်ခင်ကြောင်းသိရပါတယ်။ နောက်ထပ်တပုန်းအနေနဲ့ရှိစကြုံမျိုးခလာရ258တန်ရင်မှထွက်လာတဲ့စစ်တပ်စစ်ကြောင်းကိုတိုက်ခိုက်မှုစစ်သား3တိစုံပြီး PDF တပ်ဖွဲ့ဝင်တအုပ်ကြာဆုံးနေကြောင်းတင်ဆက်ပေးပါမယ်။မကွေတိုင်းရှိစကြုံမျိုးနဲ့ခလာရ258တန်ရင်မှထွက်လာတဲ့စစ်တပ်စစ်ကြောင်းကိုတိုက်ခိုက်ခဲ့ရာစစ်သား3တိစုံပြီး PDF တပ်ဖွဲ့ဝင်တအုပ်ကြာဆုံးခဲ့ကြောင်းရှိစကြုံ PDF တပ်ဖွဲ့မှတာဝန်ရှိသူတအုပ်ကပြောပါရယ်။ အပြီလာ29ရက်နေ့မနက်9:00နာရီကချင်းရေစကြိုအခြေဆိုင်အကျန်းဖတ်စကောင်းစီရင်ခလာရ258တန်ရင်မှာအင်အား150နဲ့ထွက်လာတဲ့အကျန်းဖတ်စတက်စကြောင်းကိုပြည်သူ့ကာကွယ်တပ်ဖွဲ့ဝင်များကထန်းစေပင်ကြီးရွာနီးမှာအတင်းဆောင်ဆိုင်တိုက်ခတ်ခဲ့ရာတနေကုန်နီးပါအပြန်အလှန်ပြစ်ခတ်တိုက်ပွဲဖြစ်ပွားခဲ့ကြောင်းစစ်သား3ဦးတိစုံပြီး10ဦးထပ်မံတဲ့ထဏ်ရာရရှိခဲ့ကြောင်းသိရပါတယ်။ ထန်းစင်အကျေးရွာနီးမှာဖြစ်တာတနေကုန်နီးပါပဲတိုက်ပွဲဖြစ်ပြီးတော့ရွာထဲကိုမီးဝင်ရှို့တယ်မီးရှို့နေတဲ့အချိန်မှာလည်းတိုက်ပွဲကဖြစ်နေတာမီးရှို့ပြီးတော့လည်းတိုက်ပွဲကထပ်ပြစ်တယ်အဲ့လိုထပ်ပြစ်တဲ့အချိန်မှာကျွန်တော်တို့ဘက်ကရဲဘော်တောင်းကြသွားတာအတင်းကတော့၃ဝဲတင်ရတယ်ဒီထက်တော့များနိုင်တဲ့စုံတော့စုံစမ်းနေလုံးမယ့် ညနေပိုင်းတော့စစ်တပ်ကပြန်ဆုံသွားလာလို့ရှိစကြို PDF တပ်ဖွဲ့မှတာဝန်ရှိသူတောင်းကပြောပါရယ်အဲ့ဒီတပ်ဖွဲ့အတွင်းကိုရှိစကြိုမျိုးပေါ်စူပေါင်းယုံမှလက်နက်ကြီးပစ်ကူများပေးခဲ့ကြောင်းစစ်တပ်ကထန်းဆယ်ပင်ချင်းရွာအတွင်းမိရှုပ်ပြီးပြန်ထွက်လာပြီးရနောက်ညနေပိုင်းမှာထိုက်ပန်တိုက်ပွဲဖြစ်ပွားခဲ့ကြောင်းအဲ့ဒီတိုက်ပွဲမှာရှိစကြိုမျိုးနဲ့ပါကဖာမှခွဲမှုရဲဘော်တအူကြီးထိမှန်ကြဆုံးခဲ့ကြောင်းသိရပါရယ်အကြံဖက်စစ်သားရင်းရဲ့မိရှုပ်ဖြစ်စီမှုတွေကြောင်းထန်းဆယ်ပင်ချင်းရွာအတွင်းရှင်ပြည်သူနေစတလုံးပြာကြခဲ့ပြီးအထိနာသွားတဲ့စစ်ကြောင်းကညနေပိုင်းခါလာ ရ258တပ်တွင်ကိုပြန်လည်ဝင်ရောက်သွားကြောင်းသိရပါသည်အဆိုပါတိုက်ခိုက်မှုကိုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရေစကြိုမျိုးနှင့်ပါကဖားနှင့်ပကောက်ကူခိုင်မှကိုတန်ရင်တို့ပူးပေါင်းပြီးတိုက်ခိုက်ခဲ့တာဖြစ်ကြောင်းသိရပါသည်နောက်ထပ်တပုတ်အနေနဲ့စစ်ကောင်စီရဲ့စစ်ကူပီးရာဂိတ်နှစ်ခုကိုတော်လိုင်းတပ်တွေပျောက်ကြားဝင်ရောက်ပစ်ခတ်ပြီးစစ်ကောင်စီတပ်သားဆင်ရောက်ထက်မနေတည်ရဲ့အကြောင်းတင်ဆက်ပေးပါမယ် စကိုင်းမုံရရွှေဘိုလန်ပိုင်မြောက်ဖက်ခြမ်းကတိတွေ့တိုက်ပွဲတွေအတွက်စစ်ကောင်စီရဲ့စစ်ကူတပ်တွေရှိရာစကိုင်းတက္ကသိုလ်ရှိကစစ်တပ်ကိန်းနဲ့ကန့်တလူကိန်းတို့ကိုတပြိုင်နက်တည်းလက်နက်ကြီးလက်နက်ငယ်တွေနဲ့တွာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်းလင်းယုံညီနောင်ပြောကြားတပ်ဖွဲ့မှတာဝန်ရှိသူတောင်းကသတင်းဌာနကိုပြောပါရယ်အေဘီလ29ရက်နေ့ပိုင်းမှာစကိုင်းတက္ကသိုလ်ရှိကစစ်တပ်ကိန်းနဲ့စကိုင်းကန့်တလူကိန်းကစစ်ကောင်စီတပ်ဖွဲ့ဝင်ရှိရာကိုပြောကြားတပ်တွေကလက်နက်ကြီးလက်နက်ငယ်တွေနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့တာဖြစ်ပြီး အကြံဖတ်စစ်သား၁၀ရောက်ထက်မနည်းသေးဆုံးကအများအပြားထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။အခုကလမ်းပိုင်မြောက်ဖက်ခြမ်းမှာကျွန်တော်တို့မဟာမိတ်တွေနဲ့စခါစတိုက်ပွဲတွေဖြစ်နေတော့စစ်ခွဲတွေစစ်ကူပူပေးတဲ့အဓိကထောက်တိုင်ဖြစ်တဲ့တောင်ဘက်ခြမ်းကစကိုင်းတက္ကသိုလ်နဲ့ ကန့်တလူတိုကိတ်ကကောင်းနေပါတယ်ဒါကြောင့်ဖြက်လေးဖြက်တင်ကတစ်ဖြက်အနည်းနဲ့ပျောက်ကြားနေသုံးဝင်တိုက်ခဲ့တာပါကျွန်တော်တို့တိုက်ပွဲမစတင်ခင်မှာပဲဂျက်ဖိုက်တာနဲ့တိုက်ပွဲရှင်ရာကိုစကားစာဖုံးသုံးလုံးကျဲသွားခဲ့ပါတယ်လို့လင်းယုံညီနောင်ပျောက်ကြားတပ်ဖွဲ့မှတာဝန်ရှိသူတောင်ကပြောပါတယ်အဲဒီတိုက်ခိုက်မှုတွေကိုလင်းယုံညီနောင်ပျောက်ကြားတပ်ဖွဲ့ဝင်တွေနဲ့စကိုင်း PDF တချို့တစ်ချိန်နဲ့လှုပ်ဆောင်ခဲ့တာဖြစ်ပြီးပျောက်ကြားတပ်ဖွဲ့ဝင်တွေပြစ်ခတ်လိုက်တဲ့လက်နက်ကြီးကြီးတွေစကိုင်းတက္ကသိုလ်ဝင်တွေထမင်းချက်နေတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေစီကိုကြားရောက်ပောက်ခွဲခဲ့ကြောင်းလက်နက်ငယ်တွေပြစ်ခတ်ရင်စုခွာခဲ့ကြောင်းသိရပါ Bahrein, နောက်တနေရာကြကန့်တလူတိုဂိတ်ပေါ်အဲ့ဒီနေရာကြကျွန်တော်တို့ကမိုင်းပွိုင်းကနေစပြီးတော့တိုက်ပွဲဖော်ဆောင်တာကျွန်တော်တို့ပထမအောင်ဆုံးမိုင်းပွိုင်းမှာတွင်ခွေးသုံးကောင်ကကာယာကြီးမြေပေါ်မှာမှောက်သွားတယ်တီးမတီးတော့အထီးကြမတီးဘူးအဲ့ဒီနောက်ကျွန်တော်တို့လည်းလက်နက်ငယ်တွေနဲ့အချိန်အတန်ကြာအောင်ဝိုင်းပစ်ပြီးပြန်ဆုပ်ခဲ့တည်နေကျွန်တော်တို့ပြန်ဆုပ်ပြီးမကြခင်မဲ့ခွေးလောင်းတွေနဲ့တန်ရရခွေးတွေကိုလူနာတင်ကားတွေကလာကောက်ဖို့လုပ်တယ်လို့လင်းယုံညီနောင်ပြောက်ကြားတပ်ဖွဲ့မှတာဝန်ရှိသူတောက်ကပြောပါတယ်အဲ့ဒီနောက်မှာတော့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကလက်နက်ကြီးလက်နက်ငယ်တွေနဲ့ပတ်ဝန်းကျင်နဲ့ရှမ်းတန်းပစ်ခတ်ခဲ့ ရာလေယာဉ်မြေတွင်မီးလောင်ပျက်စီးခဲ့တယ်လို့သိရပါဗျ။ ။နောက်ထပ်တပုံနီနဲ့ NUG ကိုတည်ရန်ဝင်ပြည်သူအစိုးရဖြင့်အိုင်ယန်လိုမှတစင်းစတင်အတိမတ်ပြုရရှိရေးထိုင်တဲ့အောင်မြင်မှုရရှိနေပြီလို့ယာယီသမရပြောတဲ့ကြောင်းတင်ဆက်ပေးပါမယ်။အမျိုးသားညီညွတ်ရေးအစိုးရ NUG ကိုမြန်မာနိုင်ငံရဲ့တည်ရန်ဝင်ပြည်သူအစိုးရဖြင့်အပြည်ပြည်ဆိုင်ရာအလုပ်သမားကြီးရာဖွဲ့အိုင်ယန်လိုကတစင်းစတင်အတိမတ်ပြုမှုရရှိရေးကြိုးပမ်းနေရာထိုင်တဲ့အောင်မြင်မှုရရှိနေပြီလို့ NUG ယာယီသမရထူဝါလက်ရှိလာကပြောပါတယ်။ကမ္ဘာအလုပ်သမားနေမီဒီမှာအလုပ်သမားသူစီပေးပို့တဲ့တောင်းဝန်လွှာမှာ NUG ယာယီသမရကအခု လို့ပြောဆိုခဲ့တာဖြစ်ပြီးစစ်ကောင်စီကိုအိုင်ယာလိုဥပဒေအတ္တိကဲ33ရာအရေးယူရေးနဲ့အန်ယူဂျီကိုမြန်မာနိုင်ငံရဲ့တရားဝင်ပြည်သူအစိုးရဖြင့်စတင်အတိမတ်ပြုမှုရရှိရေးကြိုးပမ်းနေတယ်လို့ဆိုပါတယ်။စစ်အုပ်စုကိုအိုင်ယာလို Constitution Article 33နဲ့ထိရောက်စွာပြင်းထန်စွာ အပြစ်ပေးရေးယူရေးနဲ့မြို့သားညီညွတ်ရေးအစိုးရကိုမြန်မာနိုင်ငံရဲ့တရားဝင်ပြည်သူအစိုးရဖြင့်အိုင်ယာလို Channel မှာတဆင်စတင်အတိမတ်ပြုမှုရရှိရေးတို့ကိုကြိုးပမ်းဆောင်ရွက်လျက်ရှိရာထိုက်တဲ့နဲ့အောင်မြင်မှုရရှိနေပြီလို့ ရှာဟီသမရကပြောကြားပါရယ်မြန်မာနိုင်ငံမှာအကြံဖက်စင်အုပ်စုအာဏာလုယူပြီးရင်နောက်အခြေခံလူသမအခွင့်အရေးနဲ့လူခွင့်ရေးတွေစိုးရွားစွာဆုံးရှုံးနေပြီးအလုသမသမကခေါင်းဆောင်တွေကိုဖမ်းဆီးထောင်ချခြင်းဖမ်းဝရန်ထုတ်ခြင်းခရီးသွားလာကင်နေပြပင်ခြင်းနဲ့နိုင်ငံသားဖြစ်ကနေရစေခြင်းအလုသမသမကတွေကိုဖိအားပေးပြီးပြန်လည်မပုံတင်ခိုင်းခြင်းခေါင်းဆောင်တွေကိုပြန်လည်ရွှေ့ချယ်စေခြင်းလွတ်လပ်စွာတင်ပင်ဖွဲ့စည်းခွင့်နဲ့စည်းရုံးခွင့်ဆန္ဒဖော်ထုတ်ခွင့်မရှိခြင်းနဲ့အဓမ္မစစ်သားစုဆောင်ခြင်းစတဲ့တရားမဝင်လုပ်ရက်တွေကိုစစ်ကောင်စီကလုံဆောင်နေကြတာပါ ောင်အထက်ပါလုံးရဲတွေကပြည်ပြည်ဆိုင်ရာလုံသမားကြီးရဖွဲ့အိုင်ရလုံရဲ့လွတ်လပ်စွာတင်ပင်ဖွဲ့စည်းခွင့်နဲ့စုယုံခွင့်ဆိုင်ရာပြဋ္ဌာန်းချက် MM 89948နဲ့အတ္တမအလုတ်ဆိုင်ခိုင်းမှုဆိုင်ရာပြဋ္ဌာန်းချက်အမှတ်29930လိုက်နာပုံနဲ့ပြက်ကွက်ဖို့ လိုက်နာဖို့ပြက်ကွက်မှုနဲ့ချိုးဖောက်မှုတွေဖြစ်တယ်လို့ NUG ယာယီသမ္မတကဆိုပါတယ်။ဒါကြောင့်2022ခုနှစ်မလာမှာ ILO ကလွတ်လပ်ပြီးတရားမျှတတဲ့မြန်မာနိုင်ငံဆိုင်ရာစုံစမ်းစစ်ဆေးရေးကော်မရှင်တရက်ကိုဖွဲ့စည်းခဲ့ပြီး NUG အလုံသမားဝင်ကြီးဌာနဦးဆောင်တဲ့အစိုးရအလုံရှင်အလုံသမားကိုဇလဲရီပါဝင်နေတုံးပွင့်ဆိုင်အဖွဲ့ကလည်း COI ရဲ့လုပ်ငန်းတွေမှာတက်ကြွစွာပူးပေါင်းပါဝင်ခဲ့တယ်လို့ယာယီသမ္မတကပြောပါတယ်။ အလုသမားရိအပါဝင်တိုင်းရင်းသားပြည်သူတရားလုံးနေစဉ်ကြုံတွေ့ခံစားနေရတဲ့ကိုစိန်ဒုက္ခမျိုးစုံဟာအာနာရှင်စနစ်ကိုအပီးတိုင်းချိန်မုံနိုင်မှသာဆုံးရှုံးနေတယ်။အချိန်ကအခွင့်အရေးတွေကိုပိုင်လွတ်လပ်ခွင့်နဲ့တန်းတူညီမျှ၏အဖက်ဖက်ကနေယိုယွင်းနေတဲ့တိုင်းပြည်မှာပြန်လည်ထူထောင်ရေးလုပ်ငန်းတွေကိုအမြန်ဆုံးအကောင့်ထည့်ဖို့နိုင်မှာဖြစ်တယ်လို့ယာယီသမားရဲ့တဝန်လွှာမှာဖော်ပြထားကြောင်းသတင်းမှဖော်ပြပါရှိပါရရှင်။